မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ26ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ KNB နဲ့ Corporate မျိုးနဲ့ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့စစ်ကောင်စီရဲ့အင်အားကြီးအထိုင်စကမ်းဖြစ်တဲ့ဖိုးချီမှုစစ်စကမ်းကို KNL ဥဆောင်တဲ့မဟာမိတ်တပ်များကတိုက်ခိုက်သိမ်းပိုက်လိုက်ပြီးတော့စစ်သား48ဦးကိုအရှင်ဖမ်းဆီးရမိပြီးတော့စစ်သား20ကျော်တေဆုံးကလက်နက်50ကျော်တင်းစီရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မေလ19ရက်နေ့မှာကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်အတွင်းမှာရှိတဲ့ထိုင်းမြန်မာနယ်စပ်စစ်ကောင်စီရဲ့အင်အားကြီးအထိုင်စခန်းဖြစ်တဲ့ဖိုးချီမှုစစ်စခန်းကို KNLA PDF နဲ့ drone ပူးပေါင်းတပ်ဖွဲ့များကစစ်ကောင်စီရဲ့ရိတ်ခါနဲ့စစ်ကူပို့တဲ့လမ်းကြောင်းများကိုပိတ်ဆို့ဖြတ်တောက်က မြေပြင်ချိန်မုံရေး drone စစ်ဆင်ရေးများနဲ့အပိတိုင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။စစ်သား48ဦးကိုအရှင်ဖမ်းဆီးရမိခဲ့ပြီးတော့စစ်သား20ကျော်တိတ်ဆုံးကလက်နက်50ကျော်တိမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။မေလ18ရက်နေ့ဖိုးချီမှုစစ်စခန်းကစစ်တပ်အင်အား60ကျော်စခန်းကိုစွန့်ခွာထွက်ပြေးခဲ့ပြီးတော့မေလ19ရက်နေ့မနက်9:20မိနစ်အချိန်မှာ KNL SOF တော်လိုင်းပူပေါင်းတပ်ဖွဲ့များနဲ့ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်တို့ကြားမှာတိုက်ပွဲတွေစတင်ဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။မေလ19ရက်နေ့မွန်လွယ်12နာရီခွဲအချိန်မှာ စစ်ကောင်စီတပ်သားအလောင်းနဲ့ MA4 ပူးရဲတလက်ဆက်သွယ်ရေးစက်ကြီးတလုံးတို့ကိုတင်စီရမိခဲ့တယ်လို့သိရပါဗယ်မေလ20ရက်နေ့မနက်6:55မိနစ်အချိန်မှာထွက်ပြေးနေတဲ့စစ်ကောင်စီတပ်ကို drone နဲ့ဘုံကျဲပြီးတော့မြေပြင်ကနေပိတ်ဆို့တိုက်ခတ်ရာစစ်သား12ဦးကိုလက်နက်နဲ့အတူအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗယ်မေလ20ရက်နေ့မနက်7:55မိနစ်အချိန်မှာဒုတက်ရဲမှုဘုံမှုရန်အောင်နဲ့ 2IC ဘုံမှုမင်းမင်းထုံးအပါဝင်စစ်ကောင်စီတပ်သား23ဦးလက်နက်ချညံ့ခံလာခဲ့တယ်လို့သိရပါဗယ် ်မေလ21ရက်နေ့မှာဒေါ်လိုင်းတက်များကခတ်မှန်ပြီးတော့နေမြေရှင်းလင်းရမှာစစ်သားအလောင်းများအပြင်စစ်ကောင်းစီတပ်သားအရှင်ခွန်အူးကိုလည်းလက်နက်နဲ့အတူထတ်မှန်ပြီးတော့ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။မေလ22ရက်နေ့ကတက်ကြွကြီးအဆင့်ရှိတဲ့သူ2ဦးအပါအဝင်စစ်သား6ဦးထတ်မှန်ပြီးတော့ဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲဖြစ်စဉ်တစ်ခုလုံးမှာဗိုလ်မှူး2ဦးအပါအဝင်စစ်သား48ဦးလက်ရဖမ်းဆီးရမိခဲ့ပြီးတော့လက်နက်90ကျော်တင်းစီနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ကောင်းစီဘက်ကအယောက်20ကျော်တေဆုံးပြီးတော့ကြန့်ရှိနေတဲ့26ဦးဟာ ထိုင်းနိုင်ငံအတွင်းကိုထွက်ပြေးသွားခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲကာလအတွင်းမှာအကြမ်းဖက်စစ်ကောင်စီက MI-35 စစ်ကောင်စီရဲ့ရဟတ်ယာဉ်နဲ့နှစ်ချိန်ပစ်ခတ်ခဲ့ပြီးတော့စစ်သားများက၎င်းတို့ဆုတ်ခွာထွက်ပြေးတဲ့လမ်းမှာဒေသခံပြည်သူကိုဝင်ဆောင်အမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့ကိုပြစ်တတ်ခဲ့တယ်လို့သိရပါတယ်။တော်လိုင်းတပ်များကထိုင်းမြန်မာနယ်စပ်ရေးတယောက်စခန်းမဲတယောထစခန်းနဲ့ကွီလုံတောင်စခန်းတို့ကိုတိမ့်ပတ်ရရှိထားပြီးတော့အခုတိမ့်ပတ်ရရှိတဲ့ဖိုးချီမူစခန်းမှာစကခ73လက်အောက်ခံခလာရ99ခွန် ခမရ96နဲ့399အမြောက်တက်ကစစ်သားများအထိုင်ချခဲ့ကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်ဆုံးလက်ကျန်ဖိုးချီမှုစခန်းကို KNL နဲ့တော်လိုင်းပူးပေါင်းတပ်များကအပြည့်အဝနည်းမြေစိုးမိုးထိန်းချုပ်ထားနိုင်ပြီဖြစ်ကြောင်းသတင်းရရှိပါရခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့အောင်စီရစစ်ကြောင်းကိုတားဆီးတိုက်ခိုက်နေတဲ့ဒေါနာတောင်ပေါ်မှာရှိတဲ့တော်လိုင်းတပ်ဖွဲ့များကိုစစ်ကောင်စီကနှစ်ဖက်ညက်ပြီးတော့တိုက်ခိုက်ရန်ပြင်ဆင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အာရှလမ်းမကြီးအားအပြည့်ဝထိန်းချုပ်ရန်နဲ့မြောက်ရီမြို့ကိုထိန်းချုပ်ရန်စစ်ကြောင်းထိုးလာတဲ့အောင်စေးရစစ်ကြောင်းကိုတားဆီးတိုက်ခိုက်နေတဲ့တောင်ပိုင်းတိုင်းအမတ်30နှစ်ဗျူဟာကဥဆောင်ပြီးတော့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL နဲ့ကော်ပိုရာပူးပေါင်းတပ်များအားစစ်ကောင်စီကမြောက်ရီမြို့ကိုရောက်ရှိနေတဲ့စစ်ကောင်စီတပ်သားများနဲ့နှစ်ဖက်ညက်ပြီးတော့တိုက်ခိုက်ရန်ကြံစည်နေခြင်းဖြစ်တယ်လို့၎င်းတို့ကပြောဆိုခဲ့ပါတယ်။ဒါကြောင့်ထိုးကော်ကိုတောင်ပတ်လမ်းကြောင်းကနေတဆင့်စစ်ကောင်စီနဲ့ပူးပေါင်းနေတဲ့ကရင်လက်နက်ကိုင်အဖွဲ့တချို့ရဲ့အကူအညီနဲ့မြောက်ရီမြို့ကို စစ်သားများကိုပို့ဆောင်နေတယ်လို့ကြားသိထားရကြောင်းတောင်ပိုင်းတိုင်းအမှတ်31ဘူဟာလာအောက်ခံကြားပြူစစ်ကြောင်းကဒုစစ်ကြောင်းမူဘုံမူကျော်ဟင်းကပြောကြားထားပါတယ်ပြောရရင်လည်းမကောင်းပါဘူးဗျာတချို့အဖွဲ့တွေကထိုးကော်ကိုလမ်းကနေပြီးတော့ကူညီပြီးတော့ပေးပို့နေတာမြောက်ဝတီကိုစစ်ကူပို့နေတယ်တောနောရေဒဂုံကိုညှက်တိုက်မဲ့သဘောရှိတယ်လို့ဘုံမူကျော်ဟင်းကပြောကြားထားပါတယ်မြောက်ဝတီမြို့ကိုစစ်ကူပို့ဖို့အတွက်ဒုချုပ်စိုးဝင်းကိုတိုင်ကိုကဲနေတယ်ဆိုတဲ့နိုင်ငံတော်အဆက်အောင်စေရစစ်စင်ရေးလို့နာမည်ပေးပြီးတော့ အင်အားကိုယာချီထောင်းချီအသုံးပြုခဲ့တဲ့စစ်ကြောင်းဟာအေပီလ9ရက်နေ့ကနေစပြီးတော့ဖအံနဲ့မော်လမြိုင်ကနေခြိတက်ခဲ့တယ်လို့သိရပါဗါး၄ရက်နဲ့ညဝရီကိုအရောက်ခြိတက်မယ်လို့ကြွေးကြော်ခဲ့တော့လဲရက်ပေါင်း90ကကြာသည့်တိုင်အောင်ဒေါနာတောင်ပေါ်မှာရှိတဲ့တောနောရေတကုံအကျော်ဖျားကုန်းမှာရှေ့ဆက်မတိုးနိုင်မဲနဲ့ပိတ်မိနေခြင်းဖြစ်တယ်လို့သိရပါဗါးဒါကြောင့်စစ်ကောင်စီကဒေါနာတောင်ပေါ်မှာရောက်ရှိနေတဲ့အောင်စီရစစ်ကြောင်းနဲ့ညဝရီမျိုးကိုရောက်ရှိနေတဲ့စစ်ကြောင်းတို့ကတော်လိုင်းတပ်ဖွဲ့များကိုနှစ်ဖက်ညက်ပြီးတိုက်မယ်လို့တော့ကြားပါတယ် တေချာတော့တရေမရသေးပါဘူးသူတို့ကအဲ့လိုလှုပ်လာနိုင်တာပေါ့ငကိုကလေးကအဲ့ဒါကသူတို့အစီစဉ်ဆွဲတဲ့တဲမှာပါပြီးသားလေတစ်ဖက်တည်းတိုးမရရင်နှစ်ဖက်ညက်တိုးမယ်ဆိုတဲ့ပုံစံမျိုးနဲ့သွားတာပေါ့လို့အောင်စီကစစ်ကြောင်းကိုတားဆီးတိုက်ခိုက်နေတဲ့ Special Operation Group SOG ရဲ့စစ်ကြောင်းမှုစောအောင်ကပြောကြားထားပါတယ်မြောက်ပြည်မြို့မှာမျိုးဆောင်တက်ခလိုက်ရ2ခွန်5ကလက်ကျန်စစ်ကောင်စီတပ်သားအနေငယ်သာရှိနေပြီးတော့တခြားလမ်းကြောင်းကနေပြီးတော့ပို့ဆောင်ပြီးလက်ရှိမြောက်ပြည်မြို့မှာ စစ်ကောင်စီတပ်သား400ခန့်ရောက်ရှိနေတယ်ဆိုတဲ့သတင်းများလည်းထွက်ပေါ်နေပါတယ်။လက်ရှိမှာဒေါနာတောင်ပေါ်မှာအောင်စေရစစ်ကြောင်းနဲ့နေစဉ်တိုက်ပွဲများဖြစ်ပွားနေကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ်သတင်းကတော့ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်အနောက်ပိုင်းမှာညံတော်24ဘေးရှိတဲ့ထိုင်တော်မူအင်းငိမ့်ချမ်းသာဗုဒ္ဓရုပ်ပွားတော်ကိုကျူးကျော်ဆိုပြီးတော့စစ်တပ်ကဘူဒိုဇာနဲ့ဖြိုချမှုအပေါ်မှာမဘာသာနဲ့အမျိုးသားရဲ့အဆုံးရောက်များက နှုတ်ဆက်နေကြတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ24ရက်နေ့မှာစစ်တပ်နဲ့ရဲကလိုင်သာမြို့နယ်အနောက်ပိုင်းအပြင်ပဒံအုပ်စုကျွန်းကြီးကျေးရွာမှာရှိတဲ့နေအိမ်300ကျော်နဲ့ညံတော်24ပဲရှိတဲ့ထိုင်းတော်မူအင်းငိမ့်ချမ်းသာဗုဒ္ဓရုပ်ပွားတော်ကြီးကိုဖူရိုဇာနဲ့ဖျက်ဆီးခဲ့ကြတယ်လို့သိရပါဗျ။ဖျားဖြူချတဲ့ကိစ္စကဆရာတော်တန်ဃာတော်တွေကဘာမှမပြောတော့ကျွန်တော်တို့မှလည်းမှတ်ချက်ပေးစရာမရှိပါဘူးဖျားကလည်းဖျားဖြစ်သေးတာမှမဟုတ်တာဘီလက်မြေနဲ့အင်္ဂရိအစ်စင်ပဲရှိသေးတာလေ တဲနေတာတောင်မှမပြီးသေးဘူးလို့တာကေတာမျိုးနယ်ကမဘာတာနဲ့အမျိုးသားရေးအစိုးရအဖွဲ့ဝင်တဦးကပြောဆိုခဲ့ပါတယ်မဘာတာအစိုးရပောက်ကိုတော်ကတော့တိုင်းတာယာကဗုဒ္ဓရုပ်ဝါတော်ကိုကျူးကျော်များကခုတုံးလုပ်ပြီးတော့ကျူးများကိုမဖြတ်စေရန်အတွက်ဖျားတဲထားခြင်းဖြစ်ကြောင်းနဲ့စစ်တပ်ကလှုံ့ဆော်ခြင်းမဟုတ်ပဲကုမ္ပဏီတစ်ခုကလှုံ့ဆော်ခြင်းဖြစ်ကြောင်းပြောဆိုခဲ့ပါတယ်မီဒီယာများကစစ်တပ်ကလှုံ့ဆော်နေခြင်းလို့စွပ်စွဲနေခြင်းဟာ မီဒီယာများရဲ့မိခင်နဲ့ညီမများဘိုက်ကြီးရင်လဲစစ်တပ်ရဲ့လက်ချက်လို့ပြောဆိုကြလိမ့်မယ်လို့ရုတ်ရုတ်မာမာနဲ့ပြန်လည်တုံ့ပြန်ပြောဆိုခဲ့တာကိုတွေ့ရပါတယ်။အခုရေးနေတဲ့ခစ်တက်တို့မျိုးစိမားတို့သူတို့ရဲ့နှမတွေသူတို့ရဲ့အမတွေသူတို့ရဲ့အမျိုးတွေဘိုက်ကြီးလို့ရှင်လဲစစ်တပ်ကလုတ်တယ်လို့ပြောမှလာဒါမေးခွန်းထုတ်တာကျူးကျော်တွေဖြတ်တော့မယ်အချိန်ကျရင်ဖျားကိုတစားကန်လုတ်တာတွေလည်းရှိတယ်ဖျားကိုကောက်တယ်လိုက်ရင်ကျူးတွေအဖြတ်မခံရတော့ဘူးဆိုတဲ့အနေထားတွေလည်းရှိတယ်လို့ အစိုးရမဘာသာဖုန်ကြီးပေါက်ကူတော်ကမဘာသာမီဒီယာကနေတဆင့်ပြောဆိုခဲ့တယ်လို့သိရပါဗျ။မေလ24ရက်နေ့ကစစ်တပ်ရဲ့ဖျက်ဆီးမှုကြောင့်လိုင်းသာယာမြို့နယ်အနောက်ပိုင်းအပြင်ပဒံရက်ကွက်ကျွန်းကြီးကျေးရွာကအင်ဂျီ300ပြက်စီးသွားပြီးတော့လူဦးရေ1500ကျော်အိုးမဲ့အိမ်မဲ့ဖြစ်သွားရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ AR တိုင်းငပူတော်မြို့နယ်ငရုတ်ကောင်းမြို့မှာအသက်ပြည့်ပြီးဖြစ်တဲ့လူငယ်များရဲ့နေအိမ်တွေရှိမှာ စစ်မှုတန်းစီရင်ပေးသွင်းကြရတယ်ပြက်ကွက်ပါကအရေးယူခံရနိုင်တယ်ဆိုတော့စာများကိုလိုက်လံကတ်နေတယ်ဆိုတော့သတင်းကိုတင်ဆက်ပေးပါမယ်အဲ့ဒီစာရွက်များကိုလိုက်လံကတ်နေတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဟာဥခင်ဝင်းဖြစ်ပြီးတော့ငရုတ်ကောင်းမျိုးအမတ်၁ရက်ကွက်မှာနေထိုင်တယ်လို့ဒေသခံတွေကပြောပါတယ်စီရင်သွင်းတာနောက်ကြရင်ပြက်ကွက်ရင်အရေးယူမဲ့စာတွေလိုက်ကတ်နေတာတခြားရက်ကွက်တွေမှာဘာသာမှမကြားရသေးဘူးအမတ်၁ရက်ကွက်အုပ်ကြီးကတော့ စစ်တပ်ကိုအားတက်တရောကိုအလုံးလုံးပေးနေတာလို့အမတ်တရက်ကွာမှာရှိတဲ့ဒေသခံတအုပ်ကပြောကြားထားပါတယ်ပြီးခဲ့တဲ့အပတ်စဉ်တစ်စစ်မှုထမ်းစည်ရင်များဖြည့်သွင်းတဲ့အချိန်ကလည်းမှတ်ပုံတင်တဲ့ကွာစစ်မှုထမ်းစည်ရင်လာရောက်မသွင်းတဲ့သူများရဲ့နေအိမ်များရှိမှာအခုလိုမျိုးအေးအေးယူမဲ့စာသားများလိုက်လံကတ်ခဲ့တော့လဲရက်ကွာမှာရှိတဲ့လူငယ်အများစုဟာအုတ်ချုပ်ရင်းမှုယုံထံမှာစည်ရင်ပေးသွင်းခြင်းမရှိကြဘူးလို့ဒေသခံတွေကပြောဆိုခဲ့ပါတယ်အေအာရီတိုင်းအတွင်းမှာရှိတဲ့မြို့နယ်အများစုမှာလည်းစစ်မှုထမ်းကိုအကြောင်းပြကစစ်ကောင်စီခန့်အုတ်ချုပ်ရင်းမှုနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဒေသခံပြည်သူများကိုချိမ်းချောက်ကာငွေကြေးတောင်းခံမှုများနဲ့စစ်မှုထမ်းစန့်ကျင်သူများကိုပါဖမ်းဆီးချုံနောက်မှုများကိုပြုလုပ်နေတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ18ရက်နေ့ညအူပိုင်းကလည်းဟင်္ဒရာမြို့နယ်ကြောင်းကွင်းကျေးရွာနဲ့ဗရောက်ကုန်းကျေးရွာတို့မှာစစ်မှုမထမ်းဆောင်လို့တဲ့လူငယ်9ဦးကိုလည်းနေအိမ်များအတွင်းကိုဝင်ရောက်ပြီးတော့စစ်ကောင်စီတပ်နဲ့အုပ်ချုပ်ရေးအဖွဲ့တွေကရိုက်တန့်ပြီးတော့ဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင် မြန်မာပြည်ဒေသအနှံ့အပြားမှာရှိတဲ့စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးယာယီမှုများရဲ့တာသမီများကိုအပတ်စဉ်၁အပတ်စဉ်၂တို့မှာစစ်မှုထမ်းဆောင်ရန်ခြံလှက်ထားပြီးတော့၎င်းတို့နဲ့အစင်မပြေတဲ့သူများကိုသာစစ်မှုထမ်းဆောင်ရန်အတွက်စည်ရင်းများကိုထည့်ပေးနေတယ်လို့စုံစမ်းသိရှိရပါတယ်။အခုအပတ်စဉ်၂အတွက်စစ်တပ်နဲ့တိုက်ရောက်ရန်စစ်သားတွေခေါ်ယူရမှာလဲရခိုင်နီးအတိုင်းစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးယာယီမှုစစ်အိမ်မှုများကအနိုင်ကျင့်ချိမ့်ချောက်မှုများကိုပြုလုပ်ပြီးတော့ လက်ရှိအချိန်ထိကိုစစ်မှုထမ်းဖောင်များကို ဖြေကိုင်းလျက်ရှိကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ချင်းပြည်နယ်တီတိမ်မြို့နယ်မွာဘင်းရွာကိုစစ်ကောင်စီကလေရင်နဲ့ဘုံကျဲချတိုက်ခိုက်ရာတားဖနှုတ်တိဆုံးပြီးတော့ခရီးယန်နှစ်ချင်းဖျားကြောင်းနဲ့လူနေအိမ်များပျက်စီးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ26ရက်နေ့မနက်9:00နာရီဝန်းကျင်အချိန်ကချင်းပြည်နယ်တီးတိမ်မြို့မွာဘင်းကျေးရွာကိုစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲခဲ့တဲ့အတွက်အရသာပြည်သူ၂ဦးဖြစ်တဲ့ ဥကျင့်စကန်းတို့တာအဖနှစ်ဦးတိတ်ဆုံးပြီးတော့လူတဦးဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီဒဏ်ရာရရှိတဲ့သူဟာလည်းအလွန်အခြေအနေစိုးရိမ်ရတယ်လို့သိရပါတယ်။ဒါ့အပြင်စစ်ကောင်စီကလေရင်နဲ့ဘုံကျဲချမှုကြောင့်မွာဘင်းရွာကခရီးအနေချင်းဖျားရှိခိုးကြောင်ပျက်စီးသွားပြီးတော့လူနေအိမ်အများပြားလည်းပျက်စီးသွားတယ်လို့သိရပါတယ်။လေရင်နဲ့ဘုံကျဲလို့ဥကျင့်စကန်းတို့တာအဖနှစ်ဦးပွဲချင်းပြီးတိတ်ဆုံးခဲ့တဲ့အပြင်နေအိမ်တွေလည်းပျက်စီးသွားတယ်။ခရီးအနေချင်းဖျားကြောင်လည်းပျက်စီးသွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။